တင်းဆောင်ကတော့အရန်လှုပ်ချင်တာပေါ့တင်းဆောင်လှုပ်ချင်တာဒါပေမဲ့အဲညီမအနေနဲ့ကြာအရက်ကကြာပါလေအဲ height ကအရန်မြင့်နေတယ်မှာပါတော့လေတင်းဆောင်လိုင်းနဲ့ဆိုရင်ဘာနဲ့တိတ်မကိုက်တော့ဘူးပေါ့အဲ့လိုမျိုးအထွေးဖြစ်တယ်အဲ့ဒါကြောင့်တင်းဆောင်လိုင်းနဲ့ဆိုရင်တော့တိတ်ပြီး confident မရှိဘူးဒါပေမဲ့တင်းဆောင်တော့အရန်ဖြစ်ချင်ပါတယ်ရှင်ဟုတ်မိမမဆန်ဘူးလားဆိုတော့အော်ဘယ်လိုပြောရမလဲမိမဆန်ပါရဲ့မိမဆန်တယ်ဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဘယ်လိုပြောမလဲငငယ်တည်းကကိုကအဲ့လိုအကို၃ယောက်ရှိရတယ်အကို့အကူငယ်ဆုံးတဲ့ကိုနဲ့ဆိုတက်က20ကျော်กว่าရဲ့ မဲ့ဖြစ်နေတော့ငငယ်တွေကအဲ့လိုမျိုးနည်းနည်းဟိုဘယ်လိုပြောမလဲကြက်ကြိုက်ရပဲနေတာများတယ်ဟိုဒီဒီ model line ဘက်ကိုကူးလာမှတာနည်းနည်းကိုဟိုပုံစားပုံတွေနေပုံထိုင်ပုံတွေအများကြီးကြောင်းလိုက်လိုက်တာပေါ့နော်တကယ်ပုံစံမှာတော့အမေအိမ်မှာဆိုလို့ရှိရင်တော့ကိုကိုကိုတာတာအဲနောက်ပြီးတော့ဒီရင်းနီးတဲ့သူတွေတော်တော်များများပေါ့နော်ဒီလူပညာလောကတွေမှာတော့အကုန်လုံးတော်တော်များများတာညီမတားဆိုပြီးတော့ပဲတည်ကြတာပေါ့နော်အဲတားလေးတားဆိုပြီးတော့ပဲအကုန်လုံးခေါ်ကြပါဆိုတော့ကိုသမီးလို့ငငယ်တဲ့ကနှုတ်ကမကျိုးနေတဲ့ခါကျတော့အဲ့လိုမျိုးသမီးလို့သာခေါ်ရင်ကိုကိုခေါ်လို့မခံစားရဘူး မခံစားတဲ့အခါကျတော့တားလို့ခေါ်မှပဲအဲအဲ့လိုမျိုးစိတ်ကတက်တက်ကြကြနဲ့အဲအဲ့လိုမျိုးအများကြီး effort ဖြစ်တာပေါ့နော်အဲ့လိုမျိုးအာဒီနေ့ကတော့ဒါ one way show ပွဲမှာပေါ့နော်ဒါလာပြီးရွှေရှောက်တာပါဟုတ်အခုဆုံးပြီးအဝတ်ဆောင်လေးတွေကတော့ဒီပထမဆုံးကတော့ချင်း sport wear ပေါ့နော်ပြောရလို့ရှိရင်တော့ဒီ casual wear လေးတွေပါမယ်ဟုတ် อ๋อဟုတ်ဒီမြန်မာနိုင်ငံမှာပေါ့เนาะဒီလို local brand လေးတွေများလာရဲ့ပုံမှာတော့အများကြီးခုံယူရဲအဲပြီးတော့ဒီ exporter တွေပေါ့เนาะဝင်အဝင်မှုခက်ခဲသွားတဲ့အခြေအနေမှာမြန်မာကနေပြီးတော့ဒီမြန်မာနိုင်ငံကနေပြီးတော့ကိုယ့်ရဲ့ culture နဲ့လည်းလိုက်တယ်အဲတချို့ဆိုလို့ရှိရင်ဒီရာသီဥတုနဲ့လိုက်တယ်ပေါ့เนาะအဲအဲ့လိုမျိုး casual wear လေးတွေပြီးတော့ဒီ daily office နဲ့လိုက်တဲ့ပုံစံလေးတွေအဲအဲ့လိုမျိုးလေးတွေအများကြီးထုတ်လာရဲ့ပုံမှာတော့ဝမ်းသာရဲပြီးတော့အဲ့ထားလေးကိုမြန်မာနိုင်ငံထုတ်တဲ့ဒီ product တွေပေါ့เนาะဒီလိုမျိုးဘဝင်ဝင်ကြားစာနဲ့အဲဒီလိုဝစ်စင်ပြီးရှောင်းလန်းခွင့်ရရတဲ့အတွက်လည်းအများကြီးကုန်ပြီးပါ ရရှင်။အော်ဟုတ်အဲ creation ကတော့ဒါကတော့ဒီနောက်ပိုင်းတက်လာတဲ့လူငယ်အကောင်လုံးက creative ညာကတော့အရင်တည့်ရည်လေးပြီးတော့ခါကြတော့ဒီဘောနောဟို ခုလက်ရှိ kit ခစ်စားနေတဲ့ type တင်နဲ့လည်းလိုက်မယ်အင်ဒီဝစ်စားပုံစံတွေကိုကတော့ design တွေအကုန်လုံးဒီလိုမျိုးအဲ test ဆင်ပေါ့နော် update တင်ပြီးတော့ဒီတွေးခေါ်ပြီးတော့ဒီ creation လောက်လာတဲ့အပေါ်မှာတော့အများကြီးအားပေးတယ်ပြီးတော့သဘောလဲကြရပေါ့နော်တော်တော်များများတို့ creation လောက်ထားတဲ့ design တွေဆိုလို့ရှိရင်ဒါညီမတို့အနေနဲ့တရိုင်းအာမေးစင်ဝတ်တာအတွက်ကောဒီပွဲတော့ပွဲထားတွေအတွက်ကောမြန်တဲ့ update ဖြစ်နေတဲ့အတွက်အများကြီးဝမ်းသာပါရဲ့ရှင်ဟုတ် အဲညီမနေနဲ့ကြာတော့ညီမထိုက်ကကြာတော့ Omani Thai ဆိုတော့လေအဲအချိန်တိုင်းဒီပါဒီအဲ့လို style ပန်နေအဲ့လိုမျိုး shed တွေပဲဝတ်တာများရယ်ပေါ့နော်ဒီအခုခေတ် style ပုံစံမျိုးကိုတိုက်ပြောမဝေးဖြစ်ဘူးအဲဒါပေမဲ့သဘောကျရယ်တ냐ရယ်ဝတ်ထားတာတူလို့ရှိရင်တော့အများကြီးသဘောကျရယ်ဒါပေမဲ့ကိုပိုတိုင်းချလို့ရှိရင်တော့အဲ့လိုထိုက်ကအများနဲ့ဒီပါအဲ့လိုမျိုး smart wear တွေပဲဝတ်ဖြစ်တာများရယ်ရှင်ဟုတ်အဲအဲ အာဖွင့်လင်းလင်းဝင်ခံရမယ်ဆိုလို့ရှိရင်တော့အရင်ကညီမဒီ Miss Universe ပွဲပြိုင်တော့ပါဘောနော်အဲကလုံးနီးပါးကတော့အဲဒီ Miss Universe ကလောကဒီအဲ့လိုအာညီမနန်းစနာလာထွန်းနဲ့ဆင်းနေဘာညာအဲ့လိုမျိုးဝိုင်းပြောကြရဲပေါ့နော်အဲဒါမှညီမအိမ်မှာအမေနဲ့အဲ့လိုမျိုးတည်တည်ချတာပေါ့နော်အများနဲ့ကြည့်ရဲမပုံနေပေါ့နော်တိတ်မတူပါဘူးမပူလာပါတယ်လို့တိတ်တူရလို့မခံစားရပါဘူးလို့ အဲ့လိုပြောရချင်းလို့ရှိရင်တော့ဒါကတော့ဟိုအများနဲ့ဖြစ်နေကြတာဒီလောကမှာနာမည်တူမရှားလူတူမရှားပဲလေအဲဒါပေမဲ့အဲ့ဒီမှာမှာကိုကပေါ့နော်ဒီအမင်းသမီးတယောက်နဲ့ဒီလိုလှပတဲ့မျိုးသမီးတယောက်နဲ့အဲတူတယ်လို့ပြောခံရတဲ့ပုံမှာတော့အများကြီးဝမ်းသာပါတယ်ရှင်ဟုတ်တယောက်ဆောင်ကတော့အရန်လှုပ်ချင်တာပေါ့တယောက်ဆောင်လှုပ်ချင်တာဒါပေမဲ့ အဲညီမအနေနဲ့ကြာအရက်ကကြာတော့လေအဲဟိုက်ကအရင်မြင့်နေတယ်မှာပါတော့လေတေးဆောင်လိုင်းနဲ့ဆိုရင်ဒါနဲ့တိတ်မကိုက်တော့ဘူးပေါ့အဲ့လိုမျိုးအထွေးဖြစ်တယ်အဲ့ကြောင့်တေးဆောင်လိုင်းနဲ့ဆိုရင်တော့တိတ်ပြီး confidence မရှိဘူးဒါပေမဲ့တေးဆောင်တော့အရင်ဖြစ်ချင်ပါတယ်ဟုတ်ကွေးမိုဒီလေးကိုဘယ်လိုမြင်လဲဆိုတော့အကဲအခွင့်အရေးရှိမယ်ဆိုလို့ရှိရင်တော့အများကြီးစူးစမ်းပြချင်တယ်ပေါ့နော်အကဲ၍အဲနောက်ဆုံးရရဲငါအခွီးပေါ့နော်ခွီးလို့ပဲတော့ထားရရဲငါကိုယ်တိုင်မင်းသမီးမလုပ်ရလဲငါကိုယ်တိုင်မင်းသားလုပ်မယ်ပေါ့ လိုပဲတွေးလိုက်တယ်နောက်ဆုံးပေါ့နော် GI ရိုက်လိုက်မယ်ကိုပဲကိုပဲကိုပဲမင်းသားလောက်လိုက်တော့မယ်လို့လာကစားတာပါကြိုက်လားကြိုက်လားဆိုတော့ဒါကဒါဘယ်လိုပြောရမလဲညီမတို့က HBD sport တဲ့ထဲမှာပါတဲ့ခါကျတော့ အားပေးတယ်သဘောလေးကြားရပေါ့နော်အဲကိုကိုတိုင်းလည်းနည်းနည်း try ကြည့်ချင်တဲ့ character မျိုးလေးဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတော့သဘောကျပါရဲ့ရှင်ဟုတ်အဲ့ဒါတော့စဉ်းစားပြကြပေါ့နော်အဲ့လိုမျိုးပုပ်ပုပ်အဲငယ်ချက်ချော်လေးပေါ့အဲအဲ့ဆိုစဉ်းကြည့်ပါလေလို့လကားစားပါဟုတ်စိတ်ကူးရင်မိရလားဆိုဘယ်လိုမျိုးလဲကိုကိုတိုင်းအနေနဲ့စိတ်ကူးရင်ကြည့်ရအောင်ပြောရလားတော့မဟုတ်လို့ရှိရင်ရိုက်တဲ့အခါကျရင်ဆိုပြီးရောလားကိုကိုတိုင်းကိုကိုတိုင်းအနေနဲ့ဆိတ်ကူးရင်ကြည့်ကြရတော့မလို့ပါဘူး မလို့ပါအနားမှာရှိရလေလကားစားပါစိတ်ကူးစိတ်ကူးရင်ကြည့်စရာဆိုတော့အခြေအနေမဟုတ်ဘူးပေါ့အဲအဲအာလကားဆရာပါရှင်လကားဆရာပါလို့တမျိုးမတင်ကြပါနဲ့ဟုတ်မိမမဆန်ဘူးလားဆိုတော့အော်ဘယ်လိုပြောရမလဲမိမဆန်ပါရဲ့မိမဆန်တယ်ဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဘယ်လိုပြောရမလဲ ငငယ်တည်းကကိုကအဲ့လိုအကို၃ယောက်ရှိရတယ်အကို့အကိုငယ်ဆုံးနဲ့ကိုနဲ့ဆိုတက်က20ကျော်กว่าရဲ့ဒါပေမဲ့ဖြစ်ချင်တော့ငငယ်တည်းကအဲ့လိုမျိုးနည်းနည်းဟိုဘယ်လိုပြောမလဲကြက်ကြက်ရရပဲနေတာအများကြီး ဟိုဒီ model line ဘက်ကိုကူးလာမှတာနည်းနည်းကိုအမှုပုံစားပုံတွေနေပုံထိုင်ပုံတွေအများကြီးကြောင်းလိုက်လိုက်တာပေါ့နော်တကယ်ပုံစံမှာတော့အမေအဲ့အိမ်မှာဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုတာတာအဲ့နောက်ပြီးတော့ဒီရင်းနီးတဲ့သူတွေတော်တော်များများပေါ့နော်ဒီလူပညာလောကတွေမှာတော့အကုန်လုံးတော်တော်များများတယ်ညီမတားဆိုပြီးတော့ပဲတည်ကြတာပေါ့နော်အဲ့တားလေးတားဆိုပြီးတော့ပဲအကုန်လုံးခေါ်ကြပါဆိုတော့ကိုယ်သမီးလို့ငငယ်တဲ့ကနှုတ်ကမကျိုးနေတဲ့ခါကျတော့အဲ့လိုမျိုးသမီးလို့သာခေါ်ရင်ကိုယ်ကိုခေါ်လို့မခံစားရဘူးမခံစားတဲ့အခါကျတော့တားလို့ခေါ်မှပဲအဲအဲ့လိုမျိုးစိတ်ကတက်တက်ကြကြနဲ့အဲအဲ့လိုမျိုးအများကြီး effort ဖြစ်တာပေါ့နော်အဲ့လိုမျိုး အဲ့ဒါတော့ရှင်အဲ့ဒါတော့ရှင်ဒါတော့ဟိုဒါဖြစ်တဲ့တဘာဝပဲလीเนาะကိုရီအနေနဲ့ဆိုလို့ရှင်တော့ဒါသဘောကျတဲ့အခါကျတော့ကြည်ရယ်မညာတဲ့ဝင်ခံရတော့ကြည်ရယ်ရှင်သဘောကျလို့ဟုတ်အဲ့လိုတော့မပြောတတ်ဘူးရှင်အဲ့လိုကိုကသဘောကျရယ်အဲ့လိုမျိုးကိုကအဲနည်းနည်း crash တယ်ဆိုလို့ရှင်တော့မှတွားပြီးတော့အဲ့လိုမျိုးတော့မပြောတတ်ဘူးအဲသူတို့ကလာပြောရင်တော့ကိုကနည်းနည်းငင်ခံငင်ခံနေကိုကတော့တော့မတော်ပြစမပြောရှက်လို့ပေါ့ အဲအဲ့လိုမျိုးတော့မိုတီဖြစ်တာပေါ့နော်အဲ့လိုမျိုးတော့တကယ်တွေးမိရမယ်ရှိရဲ့ရှင်ဟုတ်အရှိမမမဒီပေါ့နော်မမယန္တနာဘိုးတို့ပါအောင်ဆိုလို့ချိန်လိုက်ဒီအရှိမပွဲတွေတော့တွေ့ခဲ့ရပေါ့နော်မမတို့လည်းမင်းသမီးဖြစ်ခဲ့ရဆိုတော့အဲကိုလည်းပဲအဲ့လိုမျိုးအခုရင်းရမယ်ဆိုလို့ချိန်တော့သူစားကြည့်စင်ကြည့်ကျင်တဲ့စိတ်တော့ဖြစ်လာရပေါ့နော်ဟုတ် အော်ဟုတ်ကဲ့အာဒီနေ့ပွဲလေးရပါတော့ဒီမန်နေမှာရှိရဲ့ local brand လေးတွေရဲ့အကောင်လုံးစုပြီးတော့လုပ်တဲ့ဝန်ဝင်ရှုပ်ပွဲလေးဖြစ်တယ်အဲအဲ့ဒါကြောင့်မို့လို့အဲကိုရီအနေနဲ့ဒီ expo ပေါ့နော်အများသောအဖြစ်ဒီနိုင်ငံသား brand တွေနိုင်ငံသားတွေလာတဲ့ဒီအဝေးစားတွေကိုအခုချိန်မှာအာဒီ ဟိုကာလာတစ်ခုအနေနဲ့ရောပေါ့နော်သုံးဆဲဖို့ခက်ခဲဖြစ်နေသေးတဲ့အခါကြောင့်လို့ရှိရင်လည်းဒီမြန်မာနိုင်ငံမှာရှိတဲ့ local brand လေးတွေကိုလည်း support ပေးပါအောင်လို့ပြောချင်ပါတယ်ပြီးတော့အဲညီမကလည်းဒီ Missing Junibug Glow ပွဲပြီးွားအဲဒီ Missing Junibug ပွဲပြီးွားတွေကပေါ့နော်ဆက်ပြီးတော့ဒီအမှုပညာနဲ့ပတ်သက်ပြီးတော့အဲအလုပ်တွေအများကြီးလုပ်တယ်ပြီးွားတော့ဒီ photo shoot တွေလည်းအများကြီးရိုက်နေတာဖြစ်တဲ့အတွက်ဒီအကယ်၍လည်းတေးဥဆောင်ラインပတ်လဲဟိုစူးစမ်းခွင့်ရမယ်ဆိုလို့ရှိရင်စူးစမ်းမှာဖြစ်တဲ့အတွက်အားပေးထားဖို့အတွက်အားလုံးကိုအဲဒီမြစ်တာရဲ့ခံချင်ပါတယ်